မန်ချက်စတာယူနိုက်တက်အသင်းကိုဂိုးသွင်းနိုင်ခဲ့တဲ့မြန်မာတို့ရဲ့အာရှကြာကြီးမောင်မောင်တွင်အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီညကတော့ဂုံယူစရာနေ့တနေ့လို့ပြောရမှာလည်းဖြစ်ပါတယ်ဒီနေ့တော့မေလ28ရက်နေ့မှာပဲအာဆီယံအော်စတာအသင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ခြေစမ်းပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီလည်းဖြစ်တယ်အဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ဒါအာဆီယံအော်စတာတင်းကတော့သူတို့တကယ်ကိုမှရွေးချယ်ထားတဲ့ကစားသမားတွေပေါ့နော်သူတို့အကောင်းဆုံးဆိုတဲ့လူတွေနဲ့ပဲပွဲထွက်ခဲ့တယ် မမောင်လွင်ကရွေးချယ်တဲ့လူစင်းထဲမှာပါလာတော့မှန်တယ်ဒါပေမဲ့ပွဲထွက်လူစင်းမှာတော့ကစားခွင့်မရခဲ့ဘူးတစ်ဖက်ကဒီ Manchester United အသင်းကကြတော့ဒီပွဲထွက်လူစင်းမှာဆိုလို့ရှိရင်သူတို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ Dogu, Hoyland, Kobe Mainu, Casemiro, Ugarte, Dalo ပြီးလို့ရှိရင်ဒါ McGuire အဓိကကိုယ်သမားဖြစ်တဲ့ Onana အပါအဝင်သူတို့ရဲ့ဒါလက်ရှိပရီးမီးယားလိမှာကစားနေတဲ့အဓိကကစားသမား၈ယောက်လောက်နဲ့တကူပွဲထွက်လာခဲ့တာလေဖြစ်တယ်ဗျ မမောင်လွင်ကတော့ဒါဒုတိယပိုင်း50နဲ့မှ6မိနစ်မှပဲပါဝင်လာခဲ့ရတာဖြစ်ပြီးတော့သူ့အနေနဲ့ဒီပါဝင်လာတဲ့မိနစ်တွေမှာဆိုလို့ရှိရင်လည်းအကောင်းဆုံးလုံးပြနိုင်ခဲ့တာကိုတွေ့ရတယ်။ကျွန်တော်တို့ဒါ United အသင်းကတော့ဒီဒုတိယပိုင်းမှာဆိုလို့ရှိရင်ပေါ့နော်သူရဲ့နောက်ထပ်အဓိကကစားသမားတွေဖြစ်တဲ့အာမက်ဒီယာလို့ဖာနန်ဒက်အာပြီးလို့ရှိရင်ဒီဂါနာချိုတို့နော်အီဗန်တို့အဲ့လိုပုံစံမျိုးပေါ့နော်တော်တော်ကြီးကိုမှဒါသူတို့ကလည်း ြံတဲ့အဓိကကစားသမားဒါ9ရာ6ရာလောက်ထိကိုထက်ပြီးတော့ဒါထည့်လာခဲ့တယ်ပြောရမယ်ဆိုလို့ရှိရင် United ရဲ့ဒီအဓိကကစားသမားတွေအားလုံးပေါ့နော်ဒီပွဲမှာပါဝင်ပြီးတော့ကစားခဲ့ကြတယ်ပိုပါဝင်ပြီးတော့ဒီအားပြည့်ခဲ့ကြတယ်ပေါ့ဒါပေမဲ့ဒီ United အသင်းကဒီ Premier League မှာစုပ်ပြတ်တက်နေတဲ့ခြေစွမ်းကလည်းလက်ရှိ ASEAN မှာကန်တဲ့အနေထားနဲ့ပေါ့နော်ဟိုတိတ်ပြီးတော့မကွာဘူးဗျာသူတို့အာမထုတ်တာလည်းပါပါတယ်ဒီပြောရမယ်ဆိုရှင်အာဆီယံဝင်လာပြီးတော့ ဒီပတ်စံရှာသွားတယ်ပတ်စံတဲ့ယူတယ်ဆိုတဲ့အနေအထားမျိုးပဲရှိတယ်ပေါ့နော်သူတို့အနေနဲ့အရန်ကြီးစူးစမ်းပန်းစားဒီကန်သွားတဲ့အနေအထားမျိုးကိုမတွေ့ရဘူးဒီတိုင်းပဲပေါ့နော်ဒီ PPO ဆိုတဲ့ပုံစံမျိုးလောက်ပဲကန်သွားတယ်လို့ကျွန်တော်တို့မြင်တယ်ဒါပေမဲ့ ASEAN ကောင်တွေကတော့စူးစမ်းပန်းစားတော့ကန်တာပဲဒါပေမဲ့အဲ့လောက်ကြီးကြီးထိရောက်တဲ့အပိုင်းတော့မရှိဘူးပေါ့နော်ဒါပေမဲ့ဒီဘလိုပဲဖြစ်ဖြစ်မမောင်လွန်ကတော့ဒီသူပါဝင်လာရတဲ့အခိုက်အတန့်မှာပေါ့နော်အကောင်းဆုံးလုတ်ပြခဲ့ပြီးပွဲချင်း80မိနစ်မှာသူ့အနေနဲ့ဒါ အာဆီယံအော်စတာအတွက်တွင်းကိုတကိုးကိုရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တယ်ဗျဒီတကိုးထဲနဲ့ပဲမန်ချက်စတာယူနိုက်တက်အသင်းကိုအာဆီယံအော်စတာအသင်းကတော့ပွဲချင်းပြီးမှ1-0ဆိုတဲ့ရလနဲ့အနိုင်ရလကိုဖော်ဆောင်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ဒါကကျွန်တော်တို့မြန်မာတွေအတွက်ဒါကျွန်တော်အာရှကြားကြီးအတွက်ပေါ့နော်လုံးဝကိုဂုဏ်ယူစရာမှတ်တမ်းတစ်ခုဖြစ်ခဲ့တယ်ဒီ Manchester United အသင်းမျိုးကိုအာဆီယံကကစားသမားတစ်ယောက်ကဂိုးသွင်းနိုင်ဖို့ဆိုတာကလုံးဝလွယ်ကူတဲ့ကိစ္စမဟုတ်ဘူး ဒါမမောင်လွင်ကတော့တကယ်ကိုမှဒါအရေးချင်းပြီးွားတွေကစားသမားပြပြီးမန်ချက်စတာယူနိုက်တက်ဒါသူတကယ်ကိုမှအားပေးခဲ့ရတဲ့အသင်းမျိုးပေါ့နော်မန်ချက်စတာယူနိုက်တက်လိုအသင်းမျိုးကိုဒါဂိုးရရှိအောင်ဒါဆွမ်းဆောင်ပေးခဲ့တယ်ဆွမ်းဆောင်နိုင်ခဲ့တယ်ဒီတစ်ချက်သေးနဲ့ကိုတော်တော်လေးကိုမိုက်တယ်ဗျာတော်တော်ကြီးကိုမှဂုံယူဖို့ကောင်းနေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါအာဆီယံကကောင်းနေပဲဖြစ်ဖြစ်တချို့အာရှကောင်းနေပဲဖြစ်ဖြစ်ဗျာ ဒါ Manchester United အသင်းနဲ့ကန်တဲ့ပွဲစဉ်မျိုးဖြစ်လို့ဒီပွဲကိုအားလုံးကစောင့်ကြည့်နေကြမှာမှန်တယ်ဒါဥရောပအကောင်တွေလည်းပါလိမ့်မယ်ဆိုတော့ဥရောပကိုခဏထားလိုက်ပြလုံးဝအာရှကဒီ ASEAN အတောတွင်းကိုပဲကျွန်တော်ပြောမယ်ဒါလက်ရှိသူတို့ ASEAN All Star နဲ့ဒါ Manchester United အသင်းတို့ကန်တဲ့ပွဲစဉ်မှာဟာမြန်မာကကစားသမားနံပါတ်ဘလောက်အာဘယ်ကစားသမားအခုမမောင်လွင်တွင်းတွင်းသွားတယ်ပေါ့နော်သူရဲ့တွင်းကိုဂိုးနဲ့ပဲ Manchester United အသင်းကိုငါတို့ ASEAN All Star အသင်းကအနိုင်ရရှိအောင်ကန်နိုင်ခဲ့တယ် အာတွင်းသွားတဲ့ကောင်ကမြန်မာနိုင်ငံကမမောင်လင်းဆွဲကစားသမားလက်ရှိသူကဘယ်မှာကစားနေတယ်ဒီကစားသမားဘယ်လောက်ကောင်းတယ်အားလုံးကသတိထားမိသွားပြီကျွန်တော်မြန်မာနိုင်ငံကိုအထင်သေးလို့မြန်မာကစားသမားတွေကိုအထင်သေးလို့ပဲမမောင်လင်းတယောက်ထဲကိုပဲရွေးထားတာမလေးရှားကကစားသမားကျွန်တော်တို့ပါတယ်เนาะအင်ဒိုနီးရှားဆို၄ယောက်လောက်ပါတယ်ဗီယက်နမ်က၄ယောက်လောက်ပါတယ်ဩစတြေးလျက၄ယောက်လောက်ပါတယ်တချို့နိုင်ငံအများစုကဗျာသိရမလားထိုင်းကဆိုလို့ရှိတယ်၃၄ယောက်လောက်ပါတယ်အဲ့လိုမျိုးဗျာအဲ့လိုအဲ့လိုအဲ့လိုသူတို့နိုင်ငံတွေကပဲ တကယ်ကိုမှပဲပတ်စံနဲ့ချမ်းသာတယ်ပတ်စံနဲ့တောင်းတယ်ပြီးတော့နိုင်ငံနဲ့အေဂျင့်နိုင်ငံတွေပေါ့နော်အဲ့လိုနိုင်ငံမျိုးတွေကကစားသမားတွေအများကြီးပေါ့နော်လေးရောင်းလောက်တိကိုရွေးချယ်သွားတာကျွန်တော်နိုင်ငံကရှာရှာပေါပေါပြမမောင်းလွန်းတယောက်တည်းကိုပဲရွေးတာကျွန်တော်ကလှည့်တော့မကြည့်ဒါတော့မကောင်းတတ်တဲ့အနေအထားမျိုးကြောင့်မရွေးရလို့ပဲကျွန်တော်တို့မြင်နေပေါ့နော်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်မမောင်းလွန်းကတော့မြန်မာနိုင်ငံရဲ့ဂုံကိုလည်းတစ်စေခဲ့ပြီပြီးတော့အာရှမှာလည်းဒါမြန်မာကစားသမားကဒီ Manchester United အသင်းကိုဂိုးသွင်းဖူးတယ်ဗျာဂိုးသွင်းနိုင်ခဲ့အဲအဲ့လိုပုံစံမျိုးပေါ့နော်ဒါအာရှမဟုတ်ပါအာဆီယံမှာပေါ့နော် ဲ့လိုဂုံယူစရာပုံစံမျိုးနဲ့ကိုလုတ်ပြသွားခဲ့တာပေါ့နော်ကျွန်တော်ကတော်တော်ရှိခိုးမှာပြသိရမလားတော်တော်ကြီးကိုမိုက်တော်တော်ကြီးကိုဂုံယူတယ်ပြသိရမလားဘယ်လိုပဲဖြစ်ဖြစ်ဒါမမောင်းနေကိုသူနိုင်ခဲ့တာလောမစပက်ရှယ်အရန်ကောင်းတယ်ကျွန်တော်အရန်ကိုကြိုက်တယ်ပေါ့နော်ဒါကကျွန်တော်အရန်ကိုဘယ်လိုပြောမလဲဂုံယူပြီးတော့ပြောနေတာဆိုတော့လေဟိုတချိုးနေရာလေးမှာဟိုပူသွားတယ်ရှင်းရှင်းပါဗျာဒါပူသည်ဖြစ်စေလိုသည်ဖြစ်စေပေါ့နော်လောမဒါကတော့အမှတ်တိုင်တစ်ခုပဲဂုံယူစရာကောင်းတယ်